နနနဇင်္ဂါခုနှစ်ဇွန်လ29ရက်ဒီနေ့တနင်္ဂနွေနေ့အတွက်ခொနည်းသားမီးအားလုံးတွေတဲတော်ကံကြမ္မာနွေကတော့နံပါတ်1 The High Princess မြင့်မြတ်တဲ့နတ်သမီးရဲ့သင်္ကေတနမိတ်ဖြစ်တယ်။စာချုပ်ကိစ္စတွေအောင်မြင်မယ်။ဆီယာမလိုပညာရေးကိစ္စတွေအတွက်အခွင့်အရေးကောင်းတွေပေါ်မယ်။လူမျိုးချတိုင်းရင်းသားနေဆက်နိုင်ငံခြားအကျိုးပြုမယ်။အထူးအခွင့်အရေးကောင်းတွေအခြေအနေကောင်းတွေရပါလိမ့်မယ်။ဒီလိုနှမျိုးမှာကန်တရားကကိုယ့်ကိုအထောက်ပံ့ပေးဖို့အခွင့်အရေးကောင်းတွေရဖို့အခြေအနေကောင်းတွေရဖို့လို့ဆိုရင်တော့ စွန့်ကန်ကြတဲ့ကိုရင်တို့ဦးစင်းတို့ကိုအသီးသုံးမျိုးလောင်းလို့လိုက်ပါဒီနေ့မှာမိရှုတန့်ကျင်ပွားမြင်ကြတဲ့ရင်သွေးရဏနာရီအတွက်ကတော့မာဘုတ်ဗေဒနိယတနင်းကိုနေနေဖွားဘင်္ဂဘွားစန္ဒရှင်တွေဖြစ်ကြပါတယ်ဘင်္ဂရဲ့သဘောတရားကငယ်စဉ်မှာချူကြတော့လဲလုံးလာဝရိယကြီးစွာရှိပြီးအောင်မြင်ကြမယ်သူတွေဖြစ်ကြအောင်နမိတ်ကောင်းဖတ်လိုက်ပါတယ်ဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ပါဒီမွေးနေ့မှာအကုသိုလ်ဒါနပြုဖို့လမ်းညွှန်ရမယ်ဆိုရင်တော့တီးဆောင်ပင်္ဂလာဟင်းနဲ့ဆောဆောဟင်းနဲ့အားလုံးကိုမြတ်စွာဘုရားရှင်ကတ်လူချင်း ရဟန်းတန်ကနောက်လူချင်းအပရိသတ်တို့ကိုထမင်းဟင်းအာဟာရဒါနပြုခြင်းအပြင်တနစ်တလုံးကံတရားရဲ့အထောက်ပံ့ကောင်းတွေရပါလိမ့်မယ်ဒီနေ့မှာအကျိုးပေးစုံမှုကဏ္ဍတော့၄ကဏ္ဍ၅ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေအပေါင်းငွေကန်ကောင်းဖို့လိုတဲ့ဆိုရင်တော့ပန်းပွင့်လေးတွေပွင့်နေတဲ့အပင်တွေကိုရေလောင်းရင်ငွေဝင်လာဖို့ဆုတောင်းပါငွေကြီးကိစ္စရေးစကားပြောမယ်ဆိုရင်တော့အဝါရောင်ပန်းပွင့်လေးတစ်ပွင့်ဆောင်ပြီးမှတွားရောက်တွေ့ဆုံပြောဆိုပါစရုံတန်နဲ့ကုံတန်တန်နဲ့လက်ဖက်ရည်တန်နဲ့စားသောက်တန်နဲ့ရောင်းပန်းတာဝယ်ပန်းနှောက်ဖို့လိုတော့ကတော့ဆိုင်ရှိမျက်နှာတာကို တရားနဲ့ငယ်ကျက်ပြီးဆူတောင်းလိုက်ခြင်းအပြင်သိဒါသာရောင်းပန်းသာဝယ်ပန်းလှပါနေမယ်အယောင်တိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တော့ဖို့လို့တော့ကတော့ခဲတံလေးတစ်ချောင်းနဲ့ရောင်းကုန်တွေကိုတို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်သိဒီသာသာအစဉ်ပြေချောမွေ့သွားပါလိမ့်မယ်အမှုကြုံနေတဲ့သူတို့ကကန်တရားရဲ့အထောက်ပံ့ပေးဖို့အတွက်ဆိုရင်တော့ဒီလိုလေးမျိုးမှာငါအရှင်ကိုရေစီးမှလှုပ်ပြီးဆူတောင်းလိုက်ပါခင်ဗျာ ကျမရင်ညနေရသူတွေဆွေမျိုးမိသားစုမှာရှိရဲဆိုရင်တော့စေဘဲဥတို့အနေငယ်ကိုဓာတ်စာဖြင့်သတိစမိကျမ်းမာဖို့အတွက်ဆုတောင်းလိုက်ပါခင်ဗျာအရှိမေတ္တာရဲ့အိမ်တော်ကြီးကိစ္စရင်အတွက်တော့ဈာသကားဒီကြောင့်အထင်မြင်လွဲမှားတာကြုံတတ်ကြောင်းဂရုစိုက်တင်ပါတယ်အရှိမေတ္တာရဲ့အိမ်တော်ကြီးအစဉ်ပြေဖို့အတွက်ကတော့ကောင်းကျင်းမောင်းကိုစုပ်ကိုပြားရင်ဆမ်းပြီးမြတ်စွာဘုရားရှင်လှူဒါန်းလိုက်ပါခင်ဗျာ yeah.